ဘာရာခတက်တော် AA ရဲ့စစ်တွေမျိုးသင်းတိုက်ပွဲအလားအလားဘာရာခတက်တော်ရဲ့ရခိုင်ပြည်သင်းတိုက်ပွဲကြီးဟာဒီကနေ့ကနောက်ဆုံးရှိတဲ့ရောက်ရှိလာပါပြီ။ဒီနေ့အပြင်လွတ်လည်ရေးအထိရည်မင်းထားတဲ့လမ်းဆောင်လမ်းခွာတစ်ခုကိုရောက်နေကြောင်းလို့ဆိုနိုင်ပါတယ်။ AA ဟာတသွေးတသန်တမိတိုက်ခိုက်ရေးမဟာဗျူဟာကောင်းမွန်ပါတယ်။2023ခုနှစ်နိုဝင်ဘာလ13ရက်နေ့ကစတင်ခဲ့တဲ့ဒေါ်လာရဲ့ခရီးလမ်းဒီနေ့ကြော်ကြတဲ့အချိန်မှာအင်အော်လောက်တဲ့အောင်မြင်မှုတွေနဲ့အတူ ဒီကနေ့ချိန်ကြီးတိုက်ခိုက်နေတဲ့တိုက်ပွဲတွေကလည်းစိတ်ဝင်စားမှုအထွက်အထိပ်ကိုရောက်ရှိလာပါတယ်။အရာခတက်တော့အေဟာတကြောပြင်တိုက်ပွဲတနေ့ကျော်ကာလအတွင်းရခိုင်ပြည်ကမြို့စစ်လေးခုနဲ့ဗလဝမြို့နေတို့ကိုသိမ်းပိုက်ထိန်းချုပ်တာပါတယ်။ရခိုင်ပြည်မှာစစ်တွေကြောက်ဖြူမဲအောင် သုံးမြို့သာကျင်းပါတော့တယ်။တမွေ့ငွေနဲ့အရှင်ယူနေတဲ့စစ်တွေတိုက်ပွဲဟာဒီရပိုင်းတွင်းမှာပိုပြီးပြင်းထန်လာနေပါတယ်။ဒီကနေ့တင်ပြတော့မဲ့ဆောင်းပါးထက်မှာလက်ရှိစစ်တွေမြို့တဲ့အခြေအနေစစ်ကောင်စီရဲ့ခင်းစစ်ပြင်ထားမှုစစ်ကောင်စီရဲ့မဟာမိတ် ALB မူဆလင်လက်နက်ကိုင်အဖွဲ့ ANDF အကြောင်းနဲ့စစ်ဘောရဲ့အကျိုးအမြတ်စတဲ့အကြောင်းအရာတွေကိုသုံးသပ်တင်ပြထားပါတယ်။အားလုံးပဲမင်္ဂလာပါ။ Freedom Speech ရှင်တွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။စစ်တွေတိုက်ပွဲစတင်ခြင်း AA ကဝင်းရင်ပိတ်ဆို့ထားတဲ့ရခိုင်ပြည်မြောက်ပိုင်းမှာရှိတဲ့စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျင်စစ်တွေမျိုးတွေကိုဒီကနေ့မှာအရဟတ်တက်တော်ကနေမျိုးစုံနဲ့စတင်တိုက်ခိုက်နေပါတယ်2025ခုနှစ်ဇန်နဝါရီလဆင်းပိုင်းကစတင်လာတဲ့နှစ်ဖက်အပြင်းအထန်ပြစ်ခတ်မှုတွေဟာ ဒီရက်ပိုင်းအတွင်းမှာပိုပြီးထင်တာမြင်တာကြီးလာခြင်းဖြစ်ပါတယ်။ဖေဖော်ဝါရီလ15ရက်နေ့ကစစ်တပ်မျိုးနေမြင်တာမင်းလာကျေးရွာအနေမှာတိုက်ပွဲဖြစ်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွင်ဇောမတက်ရွာကနေစစ်ကောင်စီကလက်နက်ကြီးလင်းပစ်မှုကြောင့်မင်းလာကျေးရွာမှာနေအိမ်တွေအများပြားမိလုံပြာချခဲ့ရတယ်။လက်တလုံးမှာရင်ဆိုင်တိုက်ခိုက်မှုအနစ်ကပ်ပစ်ခတ်မှုတာဝဲလက်နက်ကြီးပစ်ခတ်မှုများရှိနေပါတယ်။စစ်တပ်မျိုးဝင်တပ်ထင်းကိတ်ကြောက်တန်းကိတ် ဒါကစဌာနချုပ်စတဲ့နေရာတွေကိုမြေပြေအနည်းဆုံးရှိခဲ့က AA ကစနိုက်ပါတွေနဲ့ပြစ်ခတ်နေပြီးပုံနှကျွန်းပေါက်တော်ရတိတော်နေဆက်တို့ကလည်းလက်နက်ကြီးတွေနဲ့လမ်းပစ်နေခြင်းဖြစ်ပါတယ် AA ဟာစစ်ကောက်စီစီကဒိမ့်ပတ်ရရှိထားတဲ့120နှစ်မှမှအတွေးလိုက်တုံးတွေဟောင်းဝိုင်းစာအမြောက်တွေရှော့တိုက်တုံးတွေနဲ့စစ်ကောက်စီကိုအနာမပေးပြီးဟာတုံးပြီးတော့ပြစ်ခတ်နေပါတယ်စစ်ကောက်စီကလည်းစစ်တွေမျိုးစေယုံစုရက်ကွက်မှာရှိတဲ့အမတ်စနစ်ရေးတဲ့ရင်ဒါကစဌာနချုပ်နဲ့ ရွှေမင်းငယ်စစ်ကဲနေပြည်တော်ကနေလက်နက်ကြီးတွေနဲ့ပြင်နေပစ်ခဲ့နေပါတယ်။ဇန်နဝါရီလ16ရက်နေ့ကလည်းစစ်တွေမျိုးနေဝါဘိုကျွေးရော်ကိုစစ်ကောင်စီက Jet Fighter နဲ့ဘုံကြီးတိုက်ခိုက်ခဲ့ပါတယ်။စစ်တွေမျိုးဟာအေအေထိန်းချုပ်ထားတဲ့ဘုံနှကျွန်းရသေးတောင်ပေါက်တော့မျိုးနေလို့နဲ့ထိစက်နေပါတယ်။ပထဝီဝဲအနေထားအရပင်လယ်ပြင်မြေချောင်းတို့ကဝိုင်းပတ်ထားတဲ့ကျွေးမျိုးဖြစ်ပါတယ်။အေအေဟာရသေးတောင်ဘုံနှကျွန်းတို့ကတဖြည်းဖြည်းစိတ်ဝင်လာပြီးတော့စစ်တွေဝါဘိုတောကင်ငုံတော်ကျွေးတဲ့ဘုံနှကျွန်းနယ်စပ်အထိ ရှေကုတ်ယူထားပါတယ်စစ်တွေ့မြို့နယ်ဟာရခိုင်မှာတောတောင်လုံးဝမရှိတဲ့တခုတည်းသောမြေပြင့်နေသားနဲ့ဘယ်လီကင်းဆက်မြို့ဖြစ်ပါတယ်ဒီကနေ့မှာစစ်ကောင်စီဟာစစ်တွေ့မြို့မှာရှိတဲ့တရင်တက်ခွင်ဌာနချုပ်တွေကိုအင်အားဖြစ်ကာ Navy စစ်စည်းတဲ့မင်းကိုမြို့မြေကျောင်းနဲ့ဂလဒဲမြစ်ဝါတို့မှာဖြန့်ကျက်ထားပါတယ်အဲ့ဒါအပြင်စစ်တွေ့မြို့အဝင်အထွက်မြို့ပတ်လန်နေရာတွေကိုလေမြေမြုပ်မိုင်းထောင်တာပြီးတင်စုကျိုးတွေနဲ့ကာရင်ထားပါတယ်စစ်ကောင်စီနဲ့သူ့ရဲ့မဟာမိတ်များ စစ်တွေစစ်မြေပြင်မှာအာရခတက်တော်ဟာမြေပြင်ထိုးစစ်နဲ့မြို့ပြတိုက်စစ်တို့ကိုအချင်းဟုန်ပြင်းပြင်းနဲ့တိုက်ထုတ်ရဖို့ရှိပြီးတော့စစ်ကောင်စီကလည်းကြီးရေလေအပြင်သူတို့ရဲ့မဟာမိတ်တပ်ပေါင်းစုတွေနဲ့ခုခံပြင်ဆင်ထားပါတယ်စစ်ကောင်စီက AA ကိုတိုက်ခိုက်ဖို့အတွက် Arkan National Defense Force ANDF လို့အမည်ရတဲ့မွတ်စလင်လက်နက်ကိုင်တဲ့အဖွဲ့တစ်ခုကိုစစ်တွေကလည်းပွေးထုတ်ပြလာပါတယ်မောင်တော်မျိုးနဲ့ကြာဆုံးချိန်မှာတိုက်ဆိုင်ဖို့ပေါ်ထွက်လာခြင်းဖြစ်ပါတယ် အဲ့ဒီအဖွဲ့ကိုစစ်ကောင်စီကကမကထပြုတ်ပြီးတော့စစ်တွေတက်နေမှာတင်းတင်းပေးထားပါတယ်။ INDF အဖွဲ့ကို RSO ခေါင်းဆောင်ဟောင်းတူဖြစ်သူဒေါက်တာ Init ဆိုသူကဥဆောင်ကြောင်းစုံစမ်းသိရှိရပါတယ်။ပြီးလို့ရှိရင်စစ်မှုထမ်းဥပဒေနဲ့လက်နက်ပြထားတဲ့မွတ်စလင်1000ကျော်ကလည်းစစ်တွေတက်ထင်းမှာရှိနေပါတယ်။အဲ့ဒီအချက်ကိုကြည့်လို့ရှိရင်စစ်တွေတိုက်ပွဲမှာစစ်ကောင်စီကလူမျိုးရေးပဋိပက္ခဖြစ်အောင်ဖန်တီးလာနိုင်ပါတယ်။လက်ရှိမှာလည်းစစ်တွေမျိုးနွယ်မှာရှိတဲ့မွတ်စလင်ကြီးရော်တွေမှာစစ်ကောင်စီဟာ မွ슬လင်အမာခံတွေကိုမွေးမြူထားပြီးတော့အေအေရဲ့မိပြင်လှုပ်ရှားမှုနဲ့ပတ်သက်ပြီးမွ슬လင်တွေကစစ်ကောင်စီကိုထောက်လင်းတင်းပြခြင်းတွေရှိနေပါတယ်။မွ슬လင်အလုံးဟာအတင်းအဓမ္မသတင်းခံထားရသူတွေမဟုတ်သလိုသူတို့ရဲ့သဘောအရစစ်ကောင်စီနဲ့ပူးပေါင်းသူတွေများစွာရှိကြပါတယ်။အလားတူပဲစောမြရဆန်နဲ့ဥဆောင်တဲ့ ALB အုပ်စုကလည်းအေအေရဲ့မိပြင်တင်းတွေကိုရတဲ့နီးနဲ့စုံစမ်းပြီးတော့စစ်ကောင်စီစီကိုပေးနေတာကြောင့် AF ကလည်းဂရုစိုက်ရမယ့်အနေအထားရှိနေပါတယ်။ ရင်ကုန်မြို့အင်းစိန်ထောင်မှာအကျဉ်းကျခံနေရတဲ့မွတ်စလင်900ကျော်ကို ဖေဖော်ဝါရီလ16ရက်နေ့ကလွှတ်ပေးပြီးတော့စစ်တပ်မျိုးကိုပူးဆောင်လိုက်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။အဲ့ဒီအကျဉ်းသားတွေဟာနေစစ်ဖြစ်ကျော်ကိစ္စတွေနဲ့အာဏာသိမ်းပြီးနောက်ပိုင်းဖိစစ်ခံထားရသူတွေဖြစ်ပြီးတော့အဲ့ဒီထက်ကအမျိုးသား900ကျော်ကိုစစ်မှုထမ်းဥပဒေနဲ့စစ်တပ်စစ်ပွဲမှာအသုံးချနိုင်ကြောင်း PPNM ကသုံးသပ်ထားပါတယ်။ စစ်ကောင်စီက KSS ရခိုင်နဲ့မူစနေတဲ့ကြားသူခွေတိုက်ခိုက်ပြီးရခိုင်ကိုအုပ်ချုပ်ခဲ့ကြပါတယ်။ပြီးလို့ရှိရင်လူမျိုးရေးဘာသာရေးပဋိပက္ခတွေကိုလည်းမကြာခဏဖန်တီးခဲ့ပါတယ်။ဘူးတိတော်မောင်တော်တိုက်ပွဲတွင်းမှာလည်းအာစာ RSO ARD တို့နဲ့ပူးပေါင်းပြီးတော့ AA ကိုတိုက်ခိုက်ခဲ့ပါသေးတယ်။ပြီးလို့ရှိရင်စောမြတ်ရာဇဝင်နဲ့ဥဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALB အုပ်စုလည်းရှိနေပါတယ်။ ALB ဟာစစ်ကောင်စီနဲ့ပူးပေါင်းပြီးစစ်တပ်မျိုးတွေမှာလုံခြုံရေးကင်းလွတ်မှုတွေဥတွေလှုပ်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလကုန်ပိုင်းကစစ်တွေမျိုးစွင်ဗျိုင်းဖြူရော်ကိုဝိုင်းရံပိတ်ဆို့ပြီးတော့ရော်သားတွေကိုတက်ဖြတ်ခဲ့တဲ့အထက်မှာစစ်ကောင်စီနဲ့ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ALB ရဲ့အထွေထွေအတွင်းရင်မှုဘူမှုခိုင်သူရင်ကရခိုင်တိုက်ပွဲတွေအကြားစစ်တွေမျိုးမှာစစ်ရင်အသင့်ပြင်ဆင်ထားကြောင်း2024ခုနှစ်ဇွန်လအတွင်းသတင်းမီဒီယာတွေမှာပြောဆိုခဲ့ပါတယ်။ဌာနချုပ်ကလည်းစစ်တွေမျိုးစဲယုံစုရက်ကွက် နာစီရော်မှာအခြေစိုက်ထားပြီးမျိုးတွင်းပြည်သူတွေကိုအကြောင်းအမျိုးမျိုးပြပြီးတော့ဖဲစီမှုတွေပြုလုပ်နေပါတယ်။ အဲဒါကြောင့်စစ်တွေတိုက်ပွဲဟာစစ်ကောင်စီနဲ့ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ALP မူဆလင်ပြည်သူ့စစ် ENDF အုပ်စုတို့ကိုပါအေကတိုက်ထုတ်ရမှာဖြစ်ပါတယ်စစ်တွေမြို့တဲ့အခြေ2019ခုနှစ်ထွေအုပ်စရင်အရစစ်တွေမြို့နယ်မှာမြို့ပေါ်ရက်ကွက်33ခုနဲ့ကျေးရွာအုပ်စု28ခုအပါအဝင်ကျေးရွာပေါင်း88ရွာမြို့နယ်လူဦးရေ3သိန်းကျော်နေထိုင်ကြပါတယ်စစ်တွေမြို့မှာစစ်ပေးဆောင်နဲ့ပိတ်မိနေတဲ့မြို့ခန့်ပြည်သူအများအပြားရှိနေပါသေးတယ် ခိုင်မျိုးသိမ်းတိုက်ပွဲတွေပြင်းထန်တဲ့အချိန်ကနေစတင်ပြီးစစ်တပ်မြို့ခင်တွေဟာရတဲ့နည်းနဲ့တင်းချောင်နေရတဲ့သူတွေရှိပေမဲ့ငွေကြေးလက်ခီးအဆင်မပြေမှုစတဲ့အကြောင်းမျိုးမျိုးနဲ့ထွက်မရောက်ဝဲပိတ်မိနေတဲ့သူတွေလည်းအများအပြားရှိနေပါတယ်။ဒါနဲ့တူစစ်တပ်မြို့နယ်ရခိုင်ကြီးရနစီရောကဒေသခံကို2020လဇွန်လနောက်ပိုင်းမှာစစ်ကောင်စီကအတင်းအဓမ္မနှင်ထုတ်ခဲ့ပြီးတော့မြို့ထဲမှာရှိတဲ့လူတွေကိုလူသားတိုင်းသူတွေပိတ်လောင်ထားပါတယ်။ မြင့်ရွင်ကြားမတော့နိုင်ခင်စတဲ့စစ်တွေမျိုးနေကြေးရောပေါင်း20ကျော်ကဒေသခံပြည်သူ1000ကျော်ဟာစစ်တွေမျိုးတန်းကဘုံကြောင်53ခုမှာခိုးလုံနေကြရပါတယ်။အဲ့ဒီစစ်ပေးဆောင်တွေဟာစားနေရိတ်ကနဲ့တခြားအကူအညီတွေအရေးတကြီးလိုအပ်နေကြပါတယ်။စစ်ကောင်စီဟာမျိုးနေတစ်ခုလုံးမှာရှိတဲ့မွတ်စလင်ကြေးရောတွေကနေလွှဲပြီးတော့ရခိုင်ကြေးရောသားတွေကိုနှင်ထုတ်ထားခြင်းဖြစ်ပါတယ်။လက်ရှိတိုက်ပွဲတွေကြောင့်မြို့ခံအားလုံးကစိုးရိမ်မှုမြင့်တက်နေကြပါတယ်။ ဒီကနေ့အခါငွေချိတ်တက်နိုင်သူတချို့ကရေငုံကိုလေချောင်းနဲ့တိတ်ရှောင်နေကြပြီးတော့တချို့မှာတောစရာနေရမရှိကြပါဘူး။ဒါနဲ့တူစားဝတ်နေရကြက်တင်းမှုကြောင့်မြို့ထဲမှာလူမရှိတဲ့နေအိမ်တွေကိုဖောက်ထွင်းပြီးတော့ဖြိုဖျက်ကအထင်းအဖြစ်သုံးပြုရင်ရောင်းစားနေကြပါတယ်။စီးပွားရေးအကျိုးအမြတ်များကလဒဲမြေဝနဲ့မေယူမြေဝဘင်္ဂလားပင်လယ်ကင်းဆက်မှာတည်ထားတဲ့စစ်တွေဟာအချက်ချာကြတဲ့စီးပွားရေးမြို့တော်ဖြစ်ပါတယ်။ရေချောင်းကုန်းချောင်းလေချောင်းတွေနဲ့ ရခိုင်ပြည်နဲ့မြန်မာဘက်ကိုရှိတ်ဆက်ပေးထားပါတယ်။အဲ့ဒါအပြင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအိန္ဒိယကလန်ဒါစီမံကိန်း၊ကိုရီးယား VST စိတ်ကဲအင်ယာစီမံကိန်း၊ဘင်္ဂလားဒေ့ရှ်နေဆက်ကုန်သွယ်ရေးတို့ရှိနေပြန်ပါတယ်။ကလန်ဒါမြစ်ကြောင်းဘက်ဆုံတေယူပို့ဆောင်ရေးစီမံကိန်းဟာအိန္ဒိယနိုင်ငံအရှင်းမြောက်ဂုဏ်သက်ပိတ်ဒေသတွေအတွက်ဘယ်လိုထွက်ပေါက်ဖြစ်ပါလဲ။အဲ့ဒီစီမံကိန်းကိုအိန္ဒိယနဲ့မြန်မာအစိုးရတို့က2008ခုနှစ်ကသဘောတူလက်မှတ်ထိုးခဲ့တာပြီးအိန္ဒိယအစိုးရကအမေရိကန်ဒေါ်လာ1,500ပြန်ရင်းနှီးမြှုပ်နှံတာပါတယ်။ အဲ့ဒီစီမံကိန်းမှာစစ်တပ်စစ်ကဲကြောက်တော်ဘလဝစစ်ကဲအိန္ဒိယကလဒန်မြေကုဒရာနဲ့ဘလဝမီဇိုရန်ကားလန်တို့ပါဝင်ပါတယ်အဲ့ဒီစီမံကိန်းဟာအိန္ဒိယအတွက်လိုအပ်တဲ့ကုန်ပစ္စည်းတွေကိုစစ်တွေကနေတဆင့်ဘလဝကိုဖျက်ပြီးတော့ရေလန်းကုန်းလန်းကတဆင့်တည်ယူရေးဖြစ်ပါတယ်ဒီကနေ့အခါစစ်တွေမှာနိုင်ငံတကာအဆင့်မီအိန္ဒိယရေနယ်စစ်ကဲကိုတိစောက်ပစ္စည်းထားပါတယ်စစ်တွေကနေဘလဝကိုရေချောင်းနဲ့ဘလဝကနေမီဇိုရန်ပြည်နယ်လောက်တိုင်းကိုကားလန်ပြန်တော်လို့ရတယ်ဆိုပေမဲ့ လုပ်ငန်းတွေကမစနိုင်ရသေးပါဘူး။တစ်ဖက်မှာလည်းဒီကနေ့ချိန်မှာစစ်တွေကလဲပြီးတော့ကျင်းတဲ့နေရာအလုံးကိုအေအေထိရှုပ်ပြီးသားဖြစ်ပါတယ်။ဒါနဲ့တူကိုရီးယားနိုင်ငံကရင်းနှီးမြှုပ်နှံထားတဲ့ BHD မြို့သစ်စီမံကိန်းကတဝက်တစ်ပြည့်နဲ့ရှိနေပါတယ်။ကလဒန်မြေကင်းဆက်မှာအကောင့်တွေပေါ်ထားတဲ့မြို့သစ်စီမံကိန်းကိုရခိုင်ပြည်အစိုးရနဲ့ BHD International Company တို့က2015ခုနှစ်ကစတင်ပြီးတော့အကျိုးတူပူးပေါင်းလုပ်ကိုင်ခဲ့ပါတယ်။ဤက60ခန်းကြီးဝန်းရှိပြီးတော့နိုင်ငံတကာအဆင့်မီစီမံကိန်းဖြစ်ပါတယ်။ စစ်တွေကန်နာမြို့သိစီမံကိန်းစစ်တွေ water front new city project မှာလူနေအိမ်ယာတွေကုန်တင်ရေးနေရာတွေထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်တွေစက်မှုလုပ်ငန်းနဲ့အနာရုံအပန်းဖြစ်မှုတွေကိုဒစုတစီတွေပေါင်းစည်းထားပါတယ်။ဒါနဲ့အတူလက်လီလက်ကားဈေးကွက်စူပေါင်းအင်ယာအဆင့်မြင့်ကွန်တိုဂိုဒေါင်နဲ့ပို့ဆောင်ရေးဆိုင်ရာဝန်ဆောင်မှုကုန်တင်မှုလုပ်ငန်းတို့ပါဝင်ပါတယ်။စစ်တွေဟာနေဆက်ကုန်တင်ရေးမြို့တော်ဖြစ်ပြီးတော့အာနာပိုင်တွေအတွက်အခွင့်ဒေါ်လာများစွာကိုနေ့စဉ်ရှာပေးနေပါတယ်။ မြန်မာဘင်္ဂလားဒေ့ရှ်နေဆက်ကုန်တရေစကင်တစ်ခုဖြစ်တဲ့စစ်တွေရှင်မင်းငယ်နေဆက်ကုန်တရေစကင်ကနေ2022ခုနှစ်ဧပြီလအတွင်းဒေါ်လာ3သန်းနီးပါးကုန်တင်မှုပြုလုပ်ခဲ့ကြောင်းရခိုင်ပြည်နယ်ကုန်တင်များနဲ့စစ်မှုလုပ်ငန်းအသင်းရှင်များစီးရင်မှတွေ့ရှိရပါတယ်စစ်တွေကုန်တရေစကင်ကနေကုန်မျိုးစုံကိုတန်ရှင်4366တန်းဒေါ်လာတန်းပေါင်းများစွာတင်ပို့ခဲ့ပြီးတော့အခုချိန်မှာစရိတ်ပြတိပခကြောင့်ရနာထားရပါတယ်စစ်တွေမျိုးဘယ်လောက်ထိရေးပါတယ်လဲစစ်တွေမှာ ဒေသကွက်ကွေရဲ့စစ်ဌာနချုပ်ဒါကာစာစစ်တွေခလာရ20ခလာရ23ခလာရ90ခလာရ3လေးလေးခမရ35လေးအင်ဂျင်နီယာတက်အပါဝင်အမြောက်တက်ရေးတက်ရင်စစ်ခုတက်မနေရှိနေပါနဲ့ဒါနဲ့အတူနပ်ပကတိုင်းမှုနဲ့ပြည်နေကောင်စီဝန်ကြီးချုပ်တင်နေတဲ့နေရာလေးဖြစ်ပါနဲ့ရေးတဲ့အင်အားကောင်းပြီတော့လက်နက်ကြီးလေချောင်းဂယုပြူရွက်ဖွယ်ရှိပါနဲ့တကယ်လို့စစ်ကောင်စီကစစ်တပ်တိုက်ပွဲကိုရှုံးနေခဲ့မှဆိုလို့ရှိရင်အင်အားပထမဆုံးပြည်နေမြို့တော်ကိုသိမ်းပိုက်နိုင်တယ် မြမအီးရီကိုတက်ဖြစ်လာပါတော့မယ်။ဒါနဲ့အတူမြို့တော်ကြာဆုံးချင်းဟာပဲတပ်ဖြစ်ကြာဆုံးချင်းလည်းဖြစ်ပါတယ်။ဒါကြောင့်စစ်တွေမျိုးကိုအေးလက်ထက်ကိုချားရောက်ခင်းမယ်ဆိုလို့ရှိရင်စစ်ကောင်စီရဲ့နိုင်ငံရေးစစ်ရေးဂုဏ်သိက္ခာရစရာမရှိတော့ပါဘူး။နိုင်ငံတကာစစ်ပေါ်ရေးရင်းနှီးမြှုပ်နှံမှုများလည်းဆုံးရှုံးသွားပါမယ်။ဒါနဲ့တူရခိုင်ပြည်သူတို့ရဲ့နေပေါင်း140ကျော်အိမ်မက်လွတ်လပ်ရေးအထိအာရခတက်တော်ကကြီးညာဖို့အခွင့်အလမ်းရှိလာပါတော့မယ်။အာရခတက်တော်ဟာဒီကနေ့အခါစစ်တွေမျိုးသိန်းတိုက်ပွဲတွေကောင်းမွန်တယ်မှာဟာပြူဟာနေပြူဟာ စစ်တင်တကအတက်ပညာများကိုရှာမှတ်ပြီးတော့ကျူးတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။ထို့စစ်တွေအတွက်အကွာဝင်းအတိုင်းတာလူအဆက်အရေးအတွက်စင့်ရခွေချင်းစစ်ပြာသုံးသက်ချက်အင်အားနိုင်ရှင်ဖြက်မိပြအတရှင်အာနိရှက်တို့ကိုဖော်ထုတ်ခြင်းလုပ်ထားပါတယ်။အဲဒါကြောင့်စစ်တွေတိုက်ပွဲဟာစိတ်ဝင်စားစရာကောင်းနေပါတယ်။တော်တော်မရှိပဲတက်ကွန်းထောင်လျှောက်မျိုးစုံနဲ့ခင်စစ်ပြုတ်လောက်ထားတဲ့မောင်တော်နတ်ခကံကမြေပြတ်တိုက်ပွဲကြီးခက်ခဲလာတဲ့ဒန်ရွေးမော်ရှင်လေးရေးတဲ့ ရပခအဲနိုကိုအနိုင်တိုက်နိုင်တဲ့အာရခတက်တော် AA ရဲ့တိုက်စွန်းရဟာစစ်တေစစ်မီပြန်မှာအဲ့ဒီထက်ထင်ရှားလာနိုင်ပါလိမ့်မယ်။ရှုံကုန်ပြီးတုံးသက်ရမယ်ဆိုလို့ရှိရင် အာရခတက်တော်ရဲ့ရခိုင်ပြည်သင်းတိုက်ပွဲကြီးဟာဒီကနေ့အခါနောက်ဆုံးအဆင့်ကို ရောက်ရှိလာပါပြီ။ဒါနဲ့အတူလွတ်လပ်ရေးအထိရင်မဲနိုင်တဲ့စာမွေးကြီးကိုအင်စာကျင်းညက်ထားတဲ့အာရခတက်တော်ရဲ့စစ်ပါရဂူစစ်တူကြီးတွေရဲ့ခွင့်အားညင်အားတွေကိုလေစောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်။ဒီကနေ့တင်ပြသွားတာကတော့ ဝက်စတန်ရူသတင်းဌာနကဖော်ပြထားတဲ့စစ်တွေမျိုးသိမ်းတိုက်ပွဲလားလားဆိုတဲ့ဆောင်းပါးကိုပဲတင်ပြထားတာပဲဖြစ်ပါတယ်။ဆုံးနေကြည့်ရှုပြကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်လာမယ့်ဗီဒီယိုတွေမှာဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့စီးရင်နိုင်ငံရေးသတင်းဆောင်းပါးတွေကိုတင်ပြသွင်းမလဲဆိုတာကိုကျွန်တော်တို့ရဲ့ Freedom Speech ရှင်တွေကို Like and Subscribe လုပ်ပြီးစောင့်မျှော်အားပေးကြဖို့မေ့ကြပါတယ်။